မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Duty Unity Channel မှာမိတ်ဆွေများအားလုံးကိုလည်းပဲဒီနာမည်ပေါ့နော်ဟုတ်တော့နှစ်တော့ဝင်လည်းပဲမိတ်ဆွေဆိုင်ကြီးပြပေးပါမယ်ဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းပဲဒီ website ကအသုံးဝင်လဲအကျိုးရှိချင်မှာကတော့အသေးချပါပဲအဲ့တော့မိမိအနေနဲ့ Facebook Live မှာယူတော့မလားနောက်မိတ် Live မှာယူတော့မလားပေါ့နော်ကျွန်တော်တွက်ပြပေးထားတဲ့အတိုင်း link ကိုပဲယူကြရမှာပေါ့ဗျာအဲ့တော့ဘောက်ဖို့ရာခိုင်နှုန်းကတော့ဘောလို့ပြောရမယ်ဆိုရင် အဲရာခိုင်နှုန်းများတယ်လို့ဆိုလို့ရပါတယ်တွက်ဆိုင်လေးကလည်းပဲခဏအရေးတွက်ကတဲကစားရမှာဖြစ်တဲ့အတွက်ကြောင့်လည်းဘယ်လိုမျိုးတွက်ဆိုင်ဖြစ်မယ်ဘယ်လိုခဏလေးတွေရမှာလဲဒီပုံတုံးတွေတော့ကစားရမယ်ခဏလေးတွေကဘာလိမ့်လဲဆိုတာလေးကိုကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာပဲဗျာအစားဆုံးကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြပါမယ်တွက်ဆိုင်လေးရပြပြီးမှဖြစ်တဲ့ကြောင့်မဆီလိုကစားအတုံးကြီးတဲ့အခါမှလည်းပဲထိုးတဲ့မထိုးတဲ့ကစားတဲ့မကစားတဲ့ဆိုတာလေးကိုစိတ်ကြိုက်ဆုံးဖြတ်နိုင်မှာပေါ့ဗျာအဲဒီအတွက်ကြောင့်ကျွန်တော်ခုလောလောဆယ်တော့အရင်ဆုံးပေါ့နော်7နိုင်10မိနစ်အတွက် website လေးကိုအရင်စပြီးတော့ပြပေးပါမယ်။စမ်းနိုင်10မိနစ်တော့မှဆိုလို့ရှိရင်045ဒီသုံးလုံးပေါင်းခြင်းပါခင်ဗျာ။ဒီသုံးလုံးပေါင်းခြင်းဒီဘာပေါင်းပေါင်းခြင်းဒီ600ပါတယ်။6ဘဝဒီ6လက်ခတ်ဒီ9နဲ့ဒီ6တက်9ဆိုတာဒီကျွန်တော်ကတော့ဒါလေးဒီထက်စီလိုင်းကြီးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ6တက်9ဆိုတဲ့ထက်စီရရနေမှာသူ့ရဲ့နော်ဒနေမှာဆိုရင်65ဆိုတော့ဒီထက်ရနေမှာ6တလုံးထက်စီဝင်လာဖြစ်တယ်ဗျာ ပြီးရင်နောက်ပိတ်ပြီးပေါ့နော်နောက်ပိတ်လေးနဲ့ကြည့်လိုက်တဲ့အခါမှာလည်းပဲနောက်ပိတ်တဆောက်တော့ရှင်းနှစ်သုံးဒီသုံးလုံးပေါင်းခြင်းပါဒီသုံးလုံးပေါင်းတော့၃၃ပါဝါဒီ၈၃၂ခတ်ဒီ၅နဲ့ဒီ၃ရှင်ကအပိတ်လိုက်ရင်ဆိုပြီးတော့လေးပဲဒီမှာဆိုရင်၆၅ဆိုတော့၅အပိတ်တလုံးဝင်လာခဲ့တယ်ဗျာအဲ့တော့ဒီမှာဆိုရင်လည်း6ထိပ်စီ9နောက်ပိတ်နဲ့65ဆိုတဲ့တက်တစ်ကွက်ပေါ့နော်ဒီထက်ကနေမှတစ်ကွက်အောင်ခဲ့တဲ့တော့ဆိုင်ဒီပါပြီးရင်ဒုတိယတစ်ပိတ်မျိုးစီအလုံးမဲ့တက်ကြည့်ရအောင်နော် ုတိယတပင်ကလည်းအပေါ်ပင်အပေါ်တွက်ဆိုင်အတိုင်းနဲ့463ညပေါင်းတဲ့အခါမှာ305ခုဆိုတဲ့ထိပ်စီတိုင်းကြီးရပါတယ်ခင်ဗျာပြီးရင်ဒုနကကစားရမယ်ပေါ့နော်နောက်ပိတ်လိုင်းဒီ386ပေါင်းတဲ့အခါမှာဆိုရင်903ညဆိုရဲအပိတ်ရပါတယ်အဲတော့305ခုထိပ်စီကြရမည်မှာဒီဥရဲ့နောက်နေ့မှာဆိုရင်ဘာထိပ်ဝင်ရလဲဆိုတော့3ညထိပ်ဆိုတဲ့ဇလုံးစင်းနဲ့ 39ဆိုတဲ့အပိတ်လိုင်းကနေပြီးတော့ဒီမှာသူ့ရဲ့နောက်ကနေမှဆိုရင်39ဒေါ်လာဖြည့်တဲ့အတွက်ကြောင့်မို့လို့နှစ်တလုံးအပိတ်ရဆိုပြီးတော့ဆင်းလာခဲ့တဲ့အတွက်ကြောင့်မို့လို့39ဆိုတဲ့တစ်ခွက်ကုန်လေးပဲဒီလိုမျိုးလေးတွက်ဆိုင်ကနေပြီးတော့မှန်နေတာပောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကစားရမယ့်ဒီပေါက်တောင်းနဲ့မနှက်ခဲ့အတွက်ပေါ့နော်။အဲဒီထက်ကနေမှ main quest ဆိုရင်တော့6 4နှစ်ဒီသုံးလုံးပေါင်းတဲ့အခါမှာဆိုရင်ငါရပါတယ်ငါပါပါဒီ3ညာ ငါလက်ခတ်ပြီးတုံးမယ်ငါတုံညာတုံးဆိုတဲ့ထိပ်စီတိုင်းနဲ့ကစားရမယ်ပြီးလို့ရှိရင်ဒီထိပ်စီတိုင်းဒီကျွန်တော်တို့ရဲ့ဒီစာနာရီတက်မှုနေပေါ့နော်ဗုဒ္ဓဘုရားမနက်ခင်းစာနာရီတက်မှုနေရဲ့ထိပ်စီတင်တိုင်းညမှာငါထိပ်တုံးမဟုတ်တုံညာထိပ်တုံးမဟုတ်တုံးထိပ်တုံးပြီးတော့ထိပ်ဒီတုံးလုံးလေးကနေမှာတလုံးကတော့စင်လာရမယ်ဝင်လာရမယ်ဆိုတဲ့ဒီလိုမျိုးတွက်ဆိုင်ဖိုင်းလေးပေါ့နော်ပြီးရင်သူ့ရဲ့နောက်ပိတ်လိုင်းလေးကတော့ခွန်63ပေါင်းတဲ့အခါမှာဆိုရင်669ဆိုတဲ့အပိတ်လိုင်းကြီးကိုဝင်ထားတာပါ ကျွန်တော်ဒီ6တက်ကိုအပိတ်ကြည့်တယ်ကျွန်တော်တို့ရဲ့ဒီဆန်းလိုက်တမင်းရဲ့အပိတ်နေရာကနေပြီးတော့စင်လာပေးရမယ်ဆိုတော့ website လေးပါအဲ့တော့ခဏလေးစီပြီးတော့ကျွန်တော်တို့ထိုးကြမယ်ဗျာအဲ့တော့96ရဲ့97ရဲ့99ရဲ့အားစရာမလို့ဗျာထိတ်နေအပိတ်ကပ်ပြီးတော့ထဲစစားရုံပဲပေါ့နော်အဲ့တော့ထဲစစားတဲ့အခါမှာလည်းပဲပြီးတော့တမင်းကနေမှဆုံးလို့ပဲကျွန်တော်ရေးခွန်ဆယ်တစ်ခုကိုပောက်ခဲ့ကြပြီတဲ့ပေါ့ဗျာအဲ့တော့ကျွန်တော်၄ချိန်တွက်ပြရင်၄ချိန်လောက်ကတော့ပေါ့နော်မိဖို့အတွက်ပုံရခိုင်လို့များပါတယ်နော်အဲ့တော့ မှန်မှုရာခိုင်နှုန်းများတယ်ပေါ့ဗျာပြောရမယ်ဆိုရင်ပေါ့နော်3ည3 6 3 9 6 3 9 6ရှိမယ်ပြီးရင်3 6 3 9 9ရယ်ဆိုပြီးတော့ဒီ main 9ွက်လေးပါခင်ဗျာထည့်ပေးကစားရပါမယ်အားရမျိုးနဲ့တွက်ဆိုင်ပြီးပါအဲ့တော့မိတ်ဆွေများအားလုံးအားလုံးပဲကျွန်တော်ဒီကိစ္စတွက်ပြပေးလိုက်တဲ့ဒီ main 9ွက်တွက်ဆိုင်ထည့်ရနေမှာပေါ့နော်မိတ်ဆွေအားလုံးပဲဒီထည့်ရနေမှာတို့ကခရီးကိုတော့ရွေးချယ်ပြီးတော့ပေါ့နော်တေကစားခြင်းနဲ့အသုံးပြုခြင်းနဲ့ဆိုရမိတ်ဆွေများရှိပါဝင်ကြပါပါ အဲ့တော့ဒီမိတ်ကျွန်တော်မိတ်ဆွေများအားလုံးအားလုံးလည်းပဲကျွန်တော်အနေနဲ့အမြင့်အကျက်ရွေးချယ်ပေးရမှာဆိုရင်တော့တုံးကိုတစ်ခွက်ကိုပို့ပြီးတော့ဒီကိုယ်ွက်တဲ့နေမှာအားအသာသောဝေးစင်မှာပါဝင်ပါတယ်။ဒီအတွက်ကြောင့်မိတ်ဆွေတို့အားလုံးလည်းပဲဒီတော့ဆိုင်ကြီးကိုကစားပြင်မယ်အလုံးပြင်မယ်ဆိုရင်ဒီတစ်ခွက်ကိုတော့ဒါအိမ်ပေါ်တဲ့ဦးနေရပေါ့နော်တင်းခွက်မနက်ခင်းတင်းခွက်နဲ့အသုံးပြုကြည့်လို့ရပါတယ်ခင်ဗျာ။အဲ့တော့မိတ်ဆွေတို့အားလုံးလည်းမနက်ခင်းမှာလည်းဒီလိုမျိုးမိတ်တဲ့အောက်ွက်ဆိုင်နေတယ်ပဲ။အားလုံးပောက်ွက်ကလေးတွေ ရရှိပိုင်ဆိုင်ကြပါစေလို့ရှင်မကောင်းတောက်ပေးပါရခင်ဗျာဆက်ပြီးတော့ကျွန်တော်ညနေခင်း၄နာရီခွဲတော့ဒီလိုတွက်ဆိုင်ပြီးဆက်ပြီးတော့ဆွဲပြပေးပါမှာပါအဲဒီအတွက်ကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုပြီးတဲ့အထိပေါ့နော်ဗီဒီယိုလေးဆုံးအောင်အထိကြည့်ရှုအားပေးသွားပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအဲ့တော့ညနေဗီဒီယိုလေးဆုံးတဲ့အထိကြီးမှသာနေ၄နာရီခွဲတော့တွက်ပြပေးတဲ့တွက်ဆိုင်ကြီးကိုပါတပါးလေးအပြီးတွေ့မြင်သွားရမှာဖြစ်တဲ့အတွက်ကြောင့်လေးပါပါတယ်နော်အဲ့တော့၄နာရီခွဲတော့တွက်မပြပေးခင်မှာကျွန်တော်တို့ဆိုရင်အားလုံးအားလုံးလည်းပဲ လူတွေကလည်းမထိုးကျင်လဲဆိုရင်လည်းကျွန်တော်ဒီမှာတော့ကနေသူအားပြလို့ရပါတယ်ကော်မရှင်လောက်များပြန်ပြီးတော့တင်မယ်ဆိုရင်လည်းကျွန်တော်ရဲ့ဒီမှာလာရောက်ကနေသူအားပြလို့ရပါတယ်ခင်ဗျာ Viber Telegram ဖုန်းနံပါတ်နှစ်မျိုးကျွန်တော်အသုံးပြုပါတယ် Viber ကနေလည်းလာရောက်ဆက်သွယ်ကနေသူအားပြလို့ရပါတယ် Telegram ကနေလည်းဆက်သွယ်ကနေသူအားပြလို့ရပါတယ်ခင်ဗျာဆက်သွယ်ရမယ့်နံပါတ်ကတော့39 869 689ဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ကနေသူအားပြတဲ့အခါမှာလည်းပဲ message ကိုအားလုံးအားလုံးပဲပေါ့နော် ကျောင်းရဲ့ဖုန်းနံပါတ်နည်းများတော့ဒီတစ်လုံးနဲ့ကိုပဲဟိုအရင်အလုပ်စားလုပ်လာကြတဲ့ကယနေ့အချိန်ကစားပြီးအသုံးပြုလက်ခံလောက်ဆောင်လာတဲ့ဖုန်းနံပါတ်လေးဖြစ်ပါတယ်ဒီအတွက်ကြောင့်တက်တဲ့ကနေတို့အားပေးတဲ့အခါမှာဆိုရင်တော့ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကိုတော့ဒေတာလေးမှမှိုင်းစေပဲရိုက်နေပြီးတော့အားလုံးတော့မိတ်ဆွေများတက်တဲ့အားပေးစေချင်ပါတယ်အဲ့တော့အလင်းညာဖုန်းနံပါတ်တွေနဲ့တူတာမျိုးလည်းမဖြစ်စေချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့လေးစားစားနေရောအတက်နေပါဒေတာလေးပြီးပြီးစားစားနေပြည့်ပြည့်စားစားနေ ပြောထားပြပါလိမ့်ခင်ဗျာအဲဒါကြောင့်မစင်းရအားလုံးကိုတိတ်ခါလေးမမရင်းစီပဲရိုက်နေပြီးတော့ဆက်သွယ်အပိနိုင်ကြလိမ့်မယ်လို့လည်းပြောနေပါတယ်ခင်ဗျာအဲ့တော့မရှင်မြအနေနဲ့အယောအစားပိုင်းကတော့ဖြစ်စေတာအပြေးဝနေတယ်ပြီးတော့လောက်ဆောင်ပြီးပါတယ်ရရှိပါမယ်ခင်ဗျာဒါပြင်ကျွန်တော်ဒီမှာလည်းကျွန်တော်တို့အပြေးကြတဲ့မရှင်တွေအလုံးအလုံးကအနေနဲ့မဆိုးမိမိထိုးပြီးခွဲထောက်ချက်ပို့စားတင်စီတာနဲ့ကော်မရှင်ကို900ကျော်နဲ့စပြီးတော့ထိုးသားတော်၎င်းကော်မရှင်ရောင်းရတဲ့ပြောင်း၎င်းပေါ့နော်အနည်းဆုံးမိမိထိုးပြီးခွဲထောက်ချက်ခွဲထောက်ချက်အထက်စတင်စီတာနဲ့ ော်မရှင်လေးစပြီးတော့ရပါမယ်အဲ့တော့အများဆုံးအနေနဲ့ကတော့မိမိထိုးကြေးလေးပြန်ရများလို့ရောင်းအားလေးတက်ပြီးအလျောက်တက်မှတ်ထားတဲ့နှုန်းတွေလိုက်ရတယ်အမြင်ဆုံးကော်မရှင်ရရှိတဲ့နှုန်းစားလေးတွေကလည်းပဲ15ရာခိုင်နှုန်းရှိတဲ့ပဲတိုးမြင့်ပြီးတော့ကော်မရှင်ရရှိမဲ့ကျိုးခန်းစားပွဲတပိုင်ငွေလေးတွေအများစားဒီဒီတို့မြင်ပြီးတော့ရရှိပိုက်ဆိုင်သွားမှာဖြစ်ပါတယ်။မစီလိုအလုံးကိုပြပြပေးပါရစေ။မစီမြအားလုံးအားလုံးလေးပဲ။ကျွန်တော်ဒီမှာလာရောက်ကြတဲ့အားပေးမယ်ဆိုရင်တော့ ေရောစားပိုင်းငွေကြီးကြီးပိုင်းနဲ့ပတ်သက်လို့ကတော့အပြေအဝအစိတ်ချရပါတယ်ခင်ဗျာဒီကျွန်တော်ကိုယ်တိုင်လည်းပဲအမေအရှင်များအပေါ်မှာအေရောစားပိုင်းငွေကြီးကြီးပိုင်းနဲ့ပတ်သက်လို့ကတော့တာဝန်ယူလုံဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်လည်းပဲဟုတ်နော်အေရောစားပိုင်းငွေကြီးကြီးပိုင်းနဲ့ပတ်သက်လို့ကတော့လိမ့်ရင်ခံရတာမျိုးတွေလုံးဝမဖြစ်မဖြစ်ဖို့အတွက်အဓိကတော့အာမခံတာဝန်ယူပါတယ်ခင်ဗျာအဲ့တော့လုံလာတဲ့လုပ်ငန်းအလုံးတက်တန်းတက်လျှောက်ပါလိမ့်မယ်ဒီလိုမျိုးတွေအပေါ်မှာလည်းမင်းရညာစားခဲ့တာမျိုးလည်းမရှိခဲ့ပါဘူးမရှိခဲ့တဲ့အလျော်တွေလည်းယနေ့ချိန်ကာလအတွက်ဒီနည်းလမ်းကြီးဆိုတာလည်းနာမည်တစ်လုံးနဲ့ လက်တီကဖြစ်တာလည်းဖြစ်ပါတယ်ခင်ဗျာ။အဲတော့ကျွန်တော်မျိုးမိစေကတဲ့ဒီကအတွက်ကြောင့်အတူချုံးလေးလည်းကျွန်တော်တို့ရှင်းပြပေးတာပါ။ဒါကြောင့်လို့မိမိအနေနဲ့ဆက်သွယ်အားပေးခြင်းနဲ့ကွန်မရှင်အနေနဲ့ပြန်ပြီးတော့ပြင်ဆင်လို့ပေါ့နော်။ဒီချက်ပို့မှုပြီးတော့သိရှိကြတာလေးများရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ခုပိုက်ပါဖုန်းနဲ့ဖုန်းပါပဲ။အမှန်တရားတိတ်ကြိုက်ပေါ့နော်။ဒါကြောင့်စုံစမ်းကိုသိကြတာလေးတွေကိုလေးမြန်နိုင်ပါတယ်။အဲတော့ကျွန်တော်ရဲ့ညနေခင်း၄နာရီခွဲတော့ဖြည့်စီနိုင်လေးစပါမယ်။ညနေခင်းတော့မှဆိုရင်တော့၉ရှင်းဒီတုံးလုံးပေါင်းခြင်းပါ။ ဒီတော့လုံးပေါင်းတဲ့အခါမှာဆိုရင်နှစ်နှစ်ပါပါသည်ခွန်နှစ်နှစ်ခတ်သည်လေးနဲ့နှစ်ခွန်လေးဆိုတဲ့ထိပ်စီလိုင်းကိုတုံးပါတယ်ခင်ဗျာအဲ့တော့နှစ်ခွန်လေးဆိုတဲ့ထိပ်စီလိုင်းရနေမှာနှစ်6လို့ခတ်တာပြတဲ့အကြောင်းမျိုးလို့ဒီထိပ်စီလိုင်းဒီနှစ်ထိပ်စီဆိုတဲ့တလိုင်းကိုနဲ့ပြီးရင်661ပေါင်းတဲ့အခါမှာဆိုရင်3 85ဆိုတဲ့ထိပ်စီလိုင်းရလို့ဗျာအဲ့တော့ဒီ3 85ဆိုတဲ့ထိပ်စီလိုင်းနဲ့လည်း5ထိပ်ဆိုတော့5တလုံးထိပ်စီလိုင်းများကဆင်းခဲ့တယ်ပေါ့နော်မင်းနောက်ထပ်တစ်ပင်ကတော့တို့ဒီကစားရမယ့် ဗုဒ္ဓဦးမြင့်နေခင်ရထက်ကြည့်လိုက်ဆိုရင်တော့ငါးခေါ်နှစ်ပေါင်းတဲ့အခါမှာဆိုရင်လေးလေးပါပါပြီးကိုလေးနှစ်ခါဒီနှစ်နဲ့လေးကိုနှစ်ဆိုတဲ့ထိပ်စီတိုင်းကြီးရထားတယ်ဗျာအဲ့တော့ဒီရထားတဲ့လေးကိုနှစ်ထိပ်စီကိုကတ်ရမယ်ပေါ့နော်နောက်ပိတ်လေးရှားပါမယ်နောက်ပိတ်တိုင်းအတော်လာလေးကဘယ်လိုမျိုးဆင်းရမလဲဆိုတော့6လေး9ပေါင်းတဲ့အခါမှာဆိုရင်6 6ဆိုတဲ့အပိတ်ရမယ်အဲ့ဒီ6 6အပိတ်ဒီဒီမှာဆိုရင်2 6ဆိုတော့6ပိတ်တိုင်းနေစင်းတယ်အဲ့တော့ ဒီမှာဆိုရင်နှစ်ထိပ်စီ6တော့ပြည်နေဆိုပြီးတော့နှစ်6ဆိုတဲ့တကွက်တက်ဆိုင်မှန်သွားတယ်။ပြီးရင်114 6တဲ့အခါမှာဆိုရင်69ဆိုတဲ့ဒီအပိတ်လိုင်းကနေပြီးတော့လည်းပဲဒီမှာဆိုရင်59ဆိုတော့ကိုတလုံးအပိတ်ကဝင်လာခဲ့ပြီးတော့59တကွက်ဆိုပြီးတော့မှန်ခဲ့တယ်ဗျာ။ပြီးရင်နောက်ထပ်တစ်ပြည်အနေနဲ့ကတော့ခွန်၄3တောင်းတဲ့အခါမှာဆိုရင်၄ပါ၄ပါဝပြီးကို၄နှစ်ခတ်ပြီးနှစ်နဲ့၄9နှစ်ဆိုတဲ့အပိတ်လေးနဲ့ ကစားအတော့ပြရမယ်ကျွန်တော်ကစားရမယ့်အချိန်ကတော့နေပြီးသားပါနေ့နေ့ချင်းဗုဒ္ဓဦးနေရဲ့နေ့နေ့ချင်း၄နာရီခွဲတက်ကစားရမယ့်တွက်ဆိုင်ပြီးပါအဲ့တော့ဒီဒီအထိုက်တွေအပိတ်တွေကကျွန်တော်ခန်းထဲလေးစီလိုက်တဲ့အခါမှာနေနေရှိမယ်နေကိုရှိမယ်နေနေရှိပါမယ်ဒီတော့ကိုလေးကိုကိုရဲ့ကိုနေရဲ့ပေါ့နော်အဲ့တော့ဒီနေလေးရဲ့နေကိုရဲ့နေနေရဲ့ဆိုပြီးတော့မင်းစီတို့အားလုံးပဲအားကြံမလို့ပါဘူးကျွန်တော်ရဲ့တွက်ဆိုင်ကတော့မင်းစီတို့ ပေးတာကျွန်တော်ကဏ္ဍလေးများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ message တို့အားလုံးကို day လေးပဲရှားပေးပါတယ်ခင်ဗျာအဲ့တော့ဒီလိုမျိုး day twice ကဏ္ဍလေးတွေနည်းနည်းပဲအားလုံးက message များနေတယ်အခုပုံတုံးလေးတွေမှလည်းပဲပောက်ကွက်ကလေးတွေကိုဒီနေ့ကပဲအားရှိပိုင်ဆိုင်ကြပါစေလို့လည်းထပ်မံပြီးတော့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာကျွန်တော်ရဲ့ main အကြိုက်တင်ကွက်အနေနဲ့ကတော့ ဒီတရနေပြီးတော့ပေါ့နော်၄နှစ်ဆိုတဲ့ဘက်ကိုပို့ပြီးတော့အားသာစိုက်နေတတ်ပါလေ။အဲတော့မိတ်ဆွေများအနေနဲ့လည်းပဲတင်ကွက်ကလေးရှာနေတယ်ကျွန်တော်ပြုတ်ပြပေးထားတဲ့တင်ကွက်ကလေးကိုစိုက်နေတတ်တဲ့ဆိုရင်လည်းမိတ်ဆွေတို့အားလုံးပဲဒီတော့ကစားအသုံးပြုရင်းနဲ့ဘုတုံးနေမှာလည်းအားလုံးတော့မိတ်ဆွေများသူတင်ကပေါက်ကြပါစေ။အားလုံးအဆင်ပြေကံကောင်းကြပါစေခင်ဗျာ။အဲ့တော့ကျွန်တော်ဒီကနေ့တက်ပြပေးလိုက်တဲ့ကျွန်တော်ရဲ့ website ကရရှိလာတဲ့ခန်းမ်းလေးတွေကိုကျွန်တော်ဒီမှာထုတ်ပြန်လို့ပဲဖြစ်ဖြစ်ပါ အခြားအထောက်မရှိလို့တက်နေတတ်တယ်ပေါ့ဗျာမြေကြီးကလည်းအကုန်မစိုးပါခင်ဗျာဆက်တဲ့ကလည်းတို့အားပေးမယ်ကော်မရှင်ရောင်းများပြန်ပြီးတော့တင်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာလာရောက်ဆက်တဲ့ကလည်းတို့အားပေးလို့ရပါတယ်ခင်ဗျာအဲ့တော့ပိတ်ရှင်လေးကတော့မနက်ခင်းမှာဆိုရင်7:50နာရီပါညနေခင်းမှာဆိုရင်တော့3:55မိနစ်ထိကလည်းထိုးခြင်းကြီးရရှိပါတယ်အဲ့ဒီတော့ကျွန်တော်ရခုပြောလိုက်တဲ့ပိတ်ရှင်လေးမတိုင်းခင်မှာလည်းပိတ်ရှင်လေးမတိုင်းခင်အချိန်ကြီးအောင်လို့ဆက်တဲ့ကလည်းတို့အားပေးဖို့လည်းအကျိုးပြုအပ်ပါတယ်ခင်ဗျာ ။နောက်ပြီးကြတော့ကျွန်တော်ရဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုလည်းတခြားလေးမမရင်းစီပဲရိုက်နေပြီးတော့ဆက်သွယ်ဖို့အထူးကြိုးပမ်းပါတယ်။ဖုန်းနံပါတ်ကလေးကိုလည်းတခြားလေးနောက်တစ်ခါပြန်ပြောပြပါမယ်။ Viber ဖုန်းနံပါတ်399 689 689လာဖြစ်ပါတယ်။အဲ့တော့ဆက်တယ်ကနေတော့အပိတဲ့ခံမှလည်းပဲစင်တူရောမှနံပါတ်တွေဆက်ပြီးမိသားမျိုးလုံးဝဖြစ်လို့မရပါဘူးဒီရဲ့အတွက်ကြောင့်လည်းကျွန်တော်နေနေရေးစားသားနေရောအတန်းနဲ့ပါကျွန်တော်ဖုန်းနံပါတ်မျိုးကို တေချာလေးရေးပြ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 ီးခဏဖြစ်တဲ့အကြောင်းကျွန်တော်တို့ရှင်ရအားလုံးလည်းတေချာလေးမမိုင်းကြည့်ကြရင်ညှိပြီးတော့ဆက်တဲ့အားပေးလို့ရပါပြီခင်ဗျာအဲ့တော့ယုံကြည်မှုစိတ်ချမှုအပြေအဝနဲ့ဒီလိုကနေကိုရောမယ်ကော်မရှင်အောင်ရပြန်ပြီးတော့ဒီမှာတွင်းတော့မယ်ဆိုရင်တော့အပြေအဝယုံကြည်မှုစိတ်ချမှုအပြေအဝနဲ့ရောအစားမလေးပြပိုင်းမှာဆက်လို့ရေရဲ့ကြီးယုံကြည်စိတ်ချစွာဖြင့်လာလာရောက်ဆက်တဲ့ကနေတို့အားပေးလို့ရပါတယ်ပြောချင်ပါတယ်ခင်ဗျာအားလုံးအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးအားလုံးလည်းပုံသဏ္ဍာန်မှာလည်းဒီခေတ်အနေမှာပောက်ကွက်ပြည်ခလာပါသည်ပောက်ကွက်ကလေး ရရှိကြပါစေလို့ထပ်မံပြီးအရှိန်ကိုကောင်းတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။